ဒီကနေ့အလူရှင်အများနဲ့တကွဓမ္မမေဆွေများအားအနုမောဒနာတရားအနေဖြင့်အလောဘနဲ့အဒေါသအကြောင်းကိုဟောကြားပေးမှာဖြစ်တယ်အလောဘဆိုတာလောဘရဲ့စัจ ጀን ပတ်အဒေါသဆိုတာကဒေါသရဲ့စัจ ጀን ပတ်သဘောလောဘနဲ့ဒေါသက မကောင်းတဲ့အုပ်စုတွေအလိုဘာနဲ့အဒေါသကကောင်းတဲ့အုပ်စုတွေမိမိတန်တန်မှာလောဘသဘောဒေါသသဘောဖြစ်လာပြီဆိုရင်မကောင်းမှုတွေကိုလုပ်ဖို့အဆင်သင့်ဖြစ်နေပြီမကောင်းတဲ့စကားတွေကိုပြောဖို့အဆင်သင့်ဖြစ်နေပြီဒီလိုနားလည်ရမယ်အဲ့ဒီလောဘရဲ့စေခိုင်းမှုဒေါသရဲ့စေခိုင်းမှုကြောင့်တတ္တဝါတွေဟာ ကိုဆိုလူနိုင်လူဆိုတိုင်းအမှုတွေကိုပြုလုပ်ကြတယ်ဆိုတော့လောဘသည်လိုချင်မှုသဘောတတ်မှတ်မှုသဘောလို့ဘာသာပြန်တယ်ဒီတော့သူရဲ့စန့်ကျင်ဘက်ဖြစ်တဲ့အလောဘကိုကြတော့မလိုချင်မှုမတတ်မှတ်မှုသဘောလို့ဘာသာပြန်ရတယ်ဒေါသကိုခတ်ထန်မှုကြမ်းတမ်းမှုလို့ဘာသာပြန်တယ်ခတ်ထန်သဘောကြမ်းတမ်းသဘော ဒီတော့သူရဲ့စัจเจဘဖြစ်တဲ့အတောတာကိုမခန့်ထံမှုမကြမ်းတမ်းဘူးလို့ဘာသာပြန်ရတယ်။ရတ္တဝါတရဲ့တန်တမလောဘဖြစ်လာပြီဆိုရင်ပုံကြီးဘဖြစ်ဖြစ်လူဘဖြစ်ဖြစ်ဤစည်းဥစ္စာတွေကိုရှားပွေတဲ့အခါမှာဝိနည်းနဲ့ညီအီမညီအီမစင်စားဘူး။ရရင်ပြီးရောလောက်ကြတယ် ယဟန်ဆိုတာစာဝတ်နေရေးအတွက်ဘေးဒင်ဟောဘီစေကူပြီးမချရဘူးဘေးဒင်ဟောလို့ယတရားတွေရှင်းပြလို့ဒိတ်ဒစင်တွေလုတ်ပေးလို့အစည်းလေးပါးတွေရလာတယ်ဆိုရင်ဒါမှအဆက်ဘူးလူတွေရဲ့အနာကိုဘုန်းကြီးကခွဲစိတ်ပေးမယ်ပတိတွေစီးပေးမယ်ဈေးတွေလိမ့်ပေးမယ်မလုတ်ကောင်းဘူး နောက်တခါပစ္စည်းလေးပါအလုခံပါဖျားလို့လည်းမဖိတ်ထားဘူးဆွေမျိုးလည်းမတော်ဘူးဆိုရင်ရဟန်းတော်တွေကမတောင်းရဘူးဦးဇင်းတို့ကိုသင်္ကန်းလေးလှူပါအောင်ဦးဇင်းတို့ကိုဆုံးလေးကပ်ပါအောင်မပြောကောင်းဘူးပေါ့ဆွေမျိုးတော်မှပြောကောင်းတယ်ပစ္စည်းလေးပါအလုခံပါလို့ဖိတ်ထားမှတောင်းကောင်းတယ်ပေါ့အဲ့ဒီတော့လောဘနေဖြစ်လာပြီဆိုရင် ဲ့လိုဝီနီးနဲ့မညီတာတွေညီတာတွေခေါင်းထဲမှာမထည့်တော့ဘူးရရင်ပြီးရောဆိုပြီးတော့လုတ်တက်တယ်အဲ့ဒါမာကနုံဆရာဘုရားကြီးကလောဘဘုံကြီးလို့ဒီလိုခေါင်းစဉ်တက်တယ်လောဘဘုံကြီးလောဘဖြစ်လာရင်တရားလားမတရားလားအဆလမ်အဆလမ်မစင်သာဘူးမတရားချာပွေမယ်အေးရလာတဲ့ပစ္စည်းကိုလည်းငါဥစားငါဥစားနဲ့တန်တန်ဆွဲတတ်မှတ်နေမှာနောက်ထပ်နောက်ထပ်လည်းလိုချင်တယ် သူများကိုမပေးရမလူရအစွဲကြီးစွာနဲ့တိမ့်ပိုက်ထားမယ်။ဟောပြန်လုံတော်မူတဲ့အခါကျတော့အเจ้าမှာပိတ်တာတွေဖြစ်လို့သင်္ကန်းမှာ ပိတ်တာတွေဖြစ်လို့စွဲလန်းပြီးတော့ပိတ်တာတွေဖြစ်နေတယ်။ဒါလောဘဘုံကြီးအကြောင်းပဲလောဘဟာမကောင်းဘူး။ပစ္စုပန်ဘဝမှာလည်းစိတ်ဆင်းရဲအောင် လောဘကလုတ်တယ်။တမလွန်ဘဝမှာလည်းပဲအပယ်ဖို့ဆွဲချနိုင်တယ်။ အေးလူဝိကြောင့်တက္ကရာကမနေလဲဒီတိုင်းပဲပေါ့လောဘနဲ့တက်လာပြီဆိုရင်မတရားလိုချင်တဲ့စိတ်တွေဖြစ်လာပြီသူများပစ္စည်းကိုခိုးယူရမလားဓမြတိုက်ရမလားလိန်ယူရမလားကလင်ကကြည့်ကြပြီးတော့ယူချင်တဲ့ယူမှာပဲလောဘဖြစ်လာပြီဆိုရင်အဲ့တော့ခုနကပြောသလိုပဲတရားနည်းမတရားနည်းတွေမသိဘူးရရင်ပြီးရောဆိုပြီးတော့မရရအောင်လုပ်မယ်ရပြီးရင်လည်းကျင်နဲ့မနေဘူးထက်လိုချင်သေးတယ် ပင်အဲ့ဒီရလာတဲ့ပစ္စည်းတွေပေါ်မှာတန်တန်ဆွဲတက်မှတ်နေမယ်ဆွဲလန်းနေမယ်။ဟောတည်တဲ့အခါကျတော့အဲ့ဒီပစ္စည်းဥစ္စာဆွဲလန်းမှုတွေကြောင့်မကျွတ်မလွတ်တွေဖြစ်ကြတယ်ပေါ့။ဒါကလောဘတမားတွေရဲ့လမ်းစဉ်ပဲ။အဲ့လောဘရဲ့စံကျင်ပဲအာလောဘကြတော့မဟုတ်ဘူး။ဘုသူပစ္စည်းဥစ္စာကိုမှမတရားမလို့ခြင်းဘူးမတရားမလို့ခြင်းဘူး စီးပွားချာရင်တောင်မှအများအကျိုးအတွက်ဆိုတဲ့မျောလင်းချက်တွေနဲ့စီးပွားချာကြတယ်အလောဘသမားတွေရတယ်မြတ်စွာဘုရားကစီးပွားရင်မလုပ်ရဘူးလို့မပြောဘူးစီးပွားရင်လုပ်ရမယ်လူငယ်လို့ဖြစ်လာပြီဆိုရင်မိသားစုရှိတယ်အပိုင်းဝိုင်းရှိတယ်စာဝန်နေရအတွက်စီးပွားရေးဆိုတာလုပ်ရတယ်အဲ့တော့စိတ်ထားတဲ့အခါမှာငါတို့စီးပွားချာပွဲနေခြင်းဒီငါတယောက်တည်းခံစားဖို့မဟုတ်ဘူး ရလာတဲ့အစည်းအဝေးဥစ္စာတွေနဲ့ပရဟိတသာသနာအကျိုးတွေဆောင်ရွက်မယ်လောကအကျိုးတွေဆောင်ရွက်မယ်နိုင်ငံတော်တွေလိုအပ်တာတွေလုပ်တတ်မယ်မရှိစင်ရဲသားတွေဒုက္ခရောက်နေတဲ့သူတွေကိုမျှဝေမယ်ဆိုတဲ့ဒီလိုသဘောတွေပါတယ်ဆိုတော့အာလောဘသမားရဲ့စီးပွားချပွေခြင်းတည်ငြိမ်းချမ်းတယ်ပေါ့ငြိမ်းချမ်းတယ်စီးပွားချတဲ့အခါမှာလဲကုသိုလ်တွေဖြစ်နေတာเนาะဒါကြောင့်ဦးဇင်းတို့ ိုတယောက်တည်းခံစားမယ်ဆိုတဲ့ရွေချက်နဲ့ခြာရင်လောဘနဲ့စီးပွားချတာဖြစ်သွားမယ်။ဒါကြောင့်ကိုတယောက်တည်းအတွက်မဟုတ်ဘဲနဲ့ရနာတာကိုမျှဝေသုံးဆွဲခြင်းလို့ခေါ်တယ်။လောကကြီးနဲ့အတူမျှဝေသုံးဆွဲမယ်။ဆိုတော့ကိုတယောက်တည်းအတွက်မဟုတ်တော့ဘူးအဲ့တော့နေပဲကျဲပြန့်သွားတယ်စီးပွားချတာကျဲပြန့်သွားတယ်။ဤကောင်းပြီအဲ့တော့အလောဘလို့ခေါ်တဲ့သဘောတရားဟာလောဘရဲ့စန့်ကျင်ဘက်ပစ္စည်းဥစ္စာတွေပေါ်မှာမတရားမလို့ခြင်းဘူး ရလာတဲ့ဥစ္စာတွေပေါ်မှာလည်းမစွဲလန်းဘူးစွန့်လို့ပဲကြိုးစားတယ်နော်စွန့်လို့ပဲကြိုးစားတယ်ကိုရှာဖွေသမျှအားလုံးတွေတိတ်ပိုက်ဖို့မဟုတ်ဘူးစွန့်လို့ဖို့အတွက်ပဲပြန်လည်မျှဝေဖို့အတွက်ပဲရှာဖွေတာပေါ့ဒါအလောဘသမားတွေရဲ့သဘောတရားပေါ့နော်နောက်တစ်ခါဒေါသကြမ်းတမ်းနဲ့ခက်ထန်တဲ့စိတ်တွေကြမ်းတမ်းနေမကဘူးသူ့ရဲ့အပြောအဆိုတွေကလည်းကြမ်းတမ်းနဲ့မျက်နှာသားတွေကလည်းကြမ်းတမ်းနဲ့တင်းပါတယ် ဦးဇင်းတို့တတဝတရားတန်တမ်းမှာယုတ်တရားတွေဆိုတာကံကြောင့်လည်းဖြစ်တယ်စိတ်ကြောင့်လည်းဖြစ်တယ်ဥဒုကြောင့်လည်းဖြစ်တယ်အာဟာရကြောင့်လည်းဖြစ်တယ်စားတောက်လိုက်တဲ့အာဟာရတွေပေါ်မူတည်ပြီးတော့ယုတ်တွေဟာကြံတမ်းမှုလူညံ့မှုပြောင်းသွားတယ်လူညံ့တဲ့အာဟာရတွေကိုစားရတဲ့ပုဂ္ဂိုလ်ရဲ့ယုတ်တွေဟာလူညံ့နေတယ်ကြံတမ်းတဲ့အာဟာရတွေကိုစားရတဲ့ပုဂ္ဂိုလ်ရဲ့ယုတ်တွေဟာကြံတော်နေတယ်တော့ဇာတိဥဒု အလွန်ပူလွန်းအလွန်အေးလွန်းရာသီဥတုကျမ်းတဲ့နေရာမှာနေတဲ့ပုဂ္ဂိုလ်ရဲ့ရုပ်တရားလည်းကျမ်းတမ်းတယ်။မအေးလွန်းမပူလွန်းရာသီဥတုမြတ်တတ်တဲ့နေရာမှာနေရတဲ့ပုဂ္ဂိုလ်ရဲ့ရုပ်တရားလည်းနူးညံ့တယ်။နောက်စိတ်နေစိတ်ထားစိတ်ကျမ်းတဲ့ပုဂ္ဂိုလ်ရဲ့ရုပ်တရားလည်းကျမ်းတယ်။ဉာဏ်ထားနေရာကြည့်လိုက်တာနဲ့ကိုတင်းမာနေတယ်ပြုံးချွင်တဲ့မျက်နှာမရှိဘူး။သူ့ရဲ့နှုတ်ကထွက်တဲ့စကားတွေကလည်းကျမ်းတမ်းတယ်ခက်ထန်တယ်အပေါ်စီးရဆန်တယ်ပေါ့နော်။ အဲဒေါသရဲ့စัจ ज्ञ ပအဒေါသရှိတဲ့ပုဂ္ဂိုလ်စိတ်ကောင်းရှိတဲ့ပုဂ္ဂိုလ်တွေရဲ့မျက်နှာတွေကပြုံးရွှင်လို့ကြည်လိုက်တဲ့ပုဂ္ဂိုလ်တိုင်းဟာစိတ်ချမ်းသာတယ်သူ့ကိုကြည်ရတာအေးချမ်းလိုက်တာဆိုတဲ့အေးတဲ့အငိမ့်တဲ့ကိုကူးဆက်တဲ့ပုံသူ့မျက်နှာလေးကြည်ရတာအေးချမ်းလိုက်တာဒီတန်ဃာတော်ကိုဖူးရတာအေးချမ်းလိုက်တာဒီကိုရင်ကိုဖူးရတာစိတ်ချမ်းသာလိုက်တာဆိုတာမျိုးတွေဖြစ်သွားတာအဲ့တော့စကားလုံးစကားတန်တွေရလည်းပဲအေးချမ်းတယ်ပုံ ော်ဒီဖုန်းကြီးရဲ့တရားနာတာအေးချမ်းလိုက်တာဒီဆရာတော်စကားတွေကြားရတာအေးချမ်းလိုက်တာဒီလိုဖြစ်ရတာကိုယ်တငယ်ချင်းအချင်းချင်းနဲ့ဒီတိုင်းပဲပေါ့အဲ့တော့အာဒောတာသမားတွေရဲ့မျက်နှာအာဒောတာသမားတွေရဲ့လေးတန်တွေဟာနုံညံ့တဲ့သိမ်မွေ့တဲ့စိတ်ချမ်းသာစေတယ်ပေါ့နော်အေးအဲ့တော့ကြောင့်ယုတ်တရားတွေဟာကောင်းတဲ့ကံတွေကြောင့်ကောင်းတဲ့ယုတ်တွေဖြစ်တယ်မကောင်းတဲ့ကံတွေကြောင့်မကောင်းတဲ့ယုတ်တွေဖြစ်တယ် စိတ်ကောင်းတွေကြောင့်ကောင်းတဲ့ရုပ်တွေဖြစ်တယ်စိတ်ဆိုးစိတ်ပုတ်တွေကြောင့်မကောင်းတဲ့ရုပ်တွေဖြစ်တယ်ကောင်းတဲ့ဥဒုကြောင့်ကောင်းတဲ့ရုပ်ဖြစ်တယ်မကောင်းတဲ့ဥဒုကြောင့်မကောင်းတဲ့ရုပ်ဖြစ်တယ်ကောင်းတဲ့အာဟာရကြောင့်ကောင်းတဲ့ရုပ်ဖြစ်တယ်မကောင်းတဲ့အာဟာရကြောင့်မကောင်းတဲ့ရုပ်ဖြစ်တယ်ကြောင့်ရုပ်တရားကိုပြုပြင်ခြင်းလဲဆိုရင်ကံစိတ်ဥဒုအာဟာရအကြောင်းတရား၄မျိုးကိုသိထားဖို့လိုတယ်ပေါ့အေးကောင်းပြီအဲ့ဒီတော့ဒေါသတမနဲ့အဒေါသတမဟာလုံးဝဆန့်ကျင်ဘက်ကြီး ဒေါသတမားကကြိုက်တန်းတယ်အဒေါသတမားကနုညံ့တယ်ဒေါသတမားကနော်စကားပြောတာယဉ်သိတယ်အဒေါသတမားကစကားပြောတာချိုတာချိုတာတယ်ပေါ့အဲ့တော့အကုန်ကွာဟတယ်ပေါ့နော်အဒေါသတမားကတိခန့်နိုင်တယ်ခွင့်လွတ်နိုင်တယ်ဒေါသတမားကတိမခန့်နိုင်ဘူးခွင့်မလွတ်နိုင်ဘူးစัจจပန်ကြည်ပန်နော်စัจจပန်ကြည်ပန်အဲ့တော့ဦးဇင်းတို့ တတဝရရတန်တမလူကောင်းလူဆိုးဖြစ်စေတယ်ဆိုတာအဲ့ဒီမကောင်းတဲ့တရားကောင်းတဲ့တရားတွေကြောင့်ပဲမကောင်းတဲ့တရားတွေကဝင်ရောက်နှောက်ယှက်နေပြီဆိုရင်လူဆိုးဖြစ်သွားတာပဲကောင်းတဲ့တရားတွေကမိမိတို့တန်တမလွှမ်းမိုးထားပြီဆိုရင်လူကောင်းဖြစ်သွားတာပဲအဲ့တော့လူဆိုးလူကောင်းဆိုတာတရက်တည်းမှာပဲတစ်ချိန်တည်းမှာပဲနော်အမြဲတမ်းပြောင်းလဲသွားနိုင်တယ်စိတ်ကောင်းဝင်တဲ့အခိုက်လူကောင်းဖြစ်သွားပြီတော့စိတ်ဆိုးစိတ်ပုတ်ဝင်တဲ့အခိုက်လူဆိုးတွေဖြစ်နေမှာပဲ မနေ့တုန်းကစိတ်ကောင်းဝင်တော့လူကောင်းဟောညနေပိုင်းတော့စိတ်ပုတ်တွေဝင်တော့လူဆိုးတော့တွေ့ဘူးကြားလိုက်မယ်သူများကိုမပြောနဲ့ကိုကုတ်ကိုကြည့်ပေါ့တခါတလေကိုမျက်နှာလေးတွေကပြုံးရွှင်လို့တခါတည်းကကိုမျက်နှာလေးတွေကနော်ကြမ်းတမ်းခတ်ထန်နေတယ်ကိုတယောက်တည်းကိုပဲလူဆိုးဖြစ်လိုက်လူကောင်းဖြစ်လိုက်တယ်လေဘာကြောင့်လဲဆိုတော့တရားခံသူမိမိတို့တန်တန်မှာဖြစ်ပေါ်နေတဲ့ကောင်းတဲ့တရားစုတွေမကောင်းတဲ့တရားစုတွေပဲ ကောင်းတဲ့တရားစုံတွေဖြစ်ခိုင်မိမိသည်လူကောင်းဖြစ်နေမှာပဲမကောင်းတဲ့တရားစုံတွေဖြစ်ခိုင်မိမိသည်လူဆိုးဖြစ်နေမှာပဲနော်အဲ့တော့တယောက်တည်းကနေလူကောင်းလည်းဖြစ်နိုင်တယ်လူဆိုးလည်းဖြစ်နိုင်တယ်တရားထဲမှာပဲလူကောင်းလူဆိုးဖြစ်နိုင်တယ်တဏှာရဲ့အတွင်းမှာပဲလူကောင်းလူဆိုးဖြစ်နိုင်တယ်နော်လက်ဖမိုးနဲ့လက်ဖွားလိုပဲပေါ့ဟိုဘက်မှာလက်ဖမိုးဒီဘက်မှာလက်ဖွားအဲ့တော့ကိုယ်ဘာဖြစ်ချင်းတယ်လဲလူကောင်းဖြစ်ချင်းစိတ်ကောင်းတွေမွေးရမှာဖြစ်တယ်ပေါ့ လူဆိုးဖြစ်ရှင်ရင်တော့စိတ်ဆိုးစိတ်ပုတ်တွေမွေးရမှာဖြစ်တယ်ပေါ့စိတ်ဆိုးစိတ်ပုတ်ကတကူးတကားတော့မွေးစီရမလို့ဘဝပေါင်းများစွာမှာဒီစိတ်ဆိုးစိတ်ပုတ်တွေဝင်နောက်ခြောက်ခြားမှုတွေကိုခံခဲ့ကြရတယ်ပါပတမေရမတိမနောနော်ဒီစိတ်တွေကမကောင်းမှုမှာပျော်တယ်အဲ့တော့လူဆိုးဖြစ်ဖို့ကဘာမှမခက်အလွန်လွယ်တယ်လူကောင်းဖြစ်ဖို့ကခက်တယ်အေးမကောင်းတဲ့စိတ်တွေကိုထိန်းနေရတယ်နော် ်ဒေါသမဖြစ်အောင်ထိန်ရတယ်လောဘမဖြစ်အောင်ထိန်ရတယ်အိတ်တမစ္စရိယမဖြစ်ဖြစ်အောင်ထိန်ရတယ်မေတ္တာတွေဖြစ်အောင်ကြိုးစားရတယ်ကရုဏာတွေဖြစ်အောင်ကြိုးစားရတယ်မုဒိတာဖြစ်အောင်ကြိုးစားရတယ်ပေါ့မကောင်းတာတွေဖြစ်ဖို့ကကြိုးစားစရာမလိုဘူးနော်ကောင်းတာဖြစ်ဖို့ပဲကြိုးစားနေရတာဖြစ်တယ်ဤကောင်းပြီဦးဇင်းတို့ပါတကလေးဝိတုလေးတပုတ်ပြောကြည့်ရအောင်သစ္စာဘုရားလောင်းပါရမီဖြစ်စဉ်တုန်းက <coughs> ယမတန်မင်းကြီးရဲ့သားဘုရားလောင်းကဖြစ်တယ်ဘုဒ္ဓမင်းသားလို့ခေါ်တယ်ဘုရားလောင်းနာမည်ကဘုဒ္ဓမင်းသားအဲ့တော့ဘယင်ကြီးရဲ့မိဘအကောင်ကြီးကဆုံးသွားတယ်မိဘအကောင်ကြီးဆုံးသွားတော့ဘယင်ကနောက်ထပ်မိဘအသက်ထပ်တင်တယ်မိဘအသက်ထပ်တင်တယ်အဲ့တော့ဘုရားလောင်းမင်းသားနဲ့နောက်ထပ် အသက်ထက်တင်တဲ့မိဖုရားကအသက်မတင်မရင်ပဲတနေ့ဘယင်ကြီးကစစ်တိုက်ဖို့ထွက်သွားတယ်။နေဆက်ဒေသမှာပုံကံထားကြွမှုဖြစ်လို့ရှင်ဘယင်ကိုယ်တိုင်ထွက်ပြီးတော့တိုက်ရတဲ့အနေအထားဖြစ်သွားတယ်။တော့နန်းတော်မှာမိဖုရားကြီးကြံခဲ့တယ်။ဘုရားနောင်အင်ရှင်မင်းသားဘုဒ္ဓမင်းသားကြံခဲ့တယ်။ ဲ့တော့ဘယင်ကြီးကစစ်တိုက်လို့ပြန်လာပြန်လာတော့အားလုံးကအာရဝန္တာနဲ့ကြိုဆိုကြမယ်ပေါ့ဘယင်ကြီးရဲ့အောင်ပွဲခံတဲ့အနေနဲ့ကြိုဆိုကြမယ်ကြိုဆိုပွဲလုပ်မယ်ဒီတော့အင်ရှင်မင်းသားဖြစ်တဲ့ဘုရားလောင်းကမိဖုရားအစ်စ်ထံကိုသွားပြီးတော့အရှင်မိဖုရားရှင်ဘယင်ကြီးဒီနေ့ပြန်ရောက်မယ်ဘာတွေများစီမံထားဖို့လိုတယ်လို့မိဖုရားကိုသွားမေးတယ်မင်းသားက ီဘီယာရဲ့အခန်းထဲဒီဝင်ပြီးတော့သွားပြီးတရဝူးတင်နေပေါ့အဲ့တော့ဘုရားနောက်မင်းသားဘုဒ္ဓမမင်းသားကဥပဒိယုတ်ကအလွန်ရှုံးမောလှပတာအဲ့တော့မိဘကြီးကမျက်စိကျသွားတယ်။ဘုရားနောင်မင်းသားကိုသဘောကျတယ်။အဲ့တော့သူ့ရဲ့ရှင်ဘုရင်လည်းမရှိတဲ့အခိုက်ဆိုတော့စိတ်ကလွတ်သွားတယ်ပေါ့နော်။ရှင်ဘုရင်ရှိတယ်ဆိုရင်စိတ်က ထိမ့်မိသားဖြစ်ရင်ဖြစ်နေမှာစိတ်ကိုရရောက်ရင်မကောင်းမှုကလုတ်ဖို့အလွန်လွယ်သွားတယ်လေအခုမိဖုရားကြီးရဲ့အခန်းထဲမှာလည်းဖြစ်နေတယ်ဘယ်သူမှမရှိဘူးရှင်ဘုရင်လည်းနန်းတော်မှာမရှိဘူးနောက်ဘုရားနှောင်းမင်းသားရဲ့ဥပဒေယုတ်ကလည်းချုံမလှပါတယ်အဲ့တော့မိဖုရားကစိတ်လွတ်သွားပြီးတော့မင်းသားကိုဖိတ်ခေါ်လိုက်တယ်သူနဲ့အတူတူအိတ်ဖို့ လာသူနဲ့အတူတူအိတ်ကြရအောင်ဆိုပြီးတော့မင်းသားကိုခေါ်လိုက်တယ်။ဘုရားလုံးမင်းသားကစိတ်မဝင်စားဘူး။ကာမေတုမေဇာဇာတာကံလေးနော်။သူ့အဖေဘယင်ကြီးရဲ့မိဖုရားလေးဒါ။ကာမေတုမေဇာဇာတာကံထိုက်ပါလိ။အဲ့တော့ဘုရားလုံးကအလိုမရှိဘူး။အတူတူမအိတ်နိုင်ဘူးညင်းဆန်တယ်။မိဖုရားကလည်းအတော်လေးကိုစိတ်ကလွတ်နေတာဆိုတော့တစ်ချိန်ပြောဘုရားလုံးညင်းနှစ်ချိန်ပြောဘုရားလုံးနဲ့ညင်းသုံးချိန်ပြောဘုရားလုံးနဲ့ညင်း။ အဲ့တော့၃ချိန်ပြောလို့မရတဲ့အခါကျတော့မိဖုရားကလောဘကနေဒေါသဘက်ကိုပြောင်းသွားတာနော်မင်းသားကိုတက်မဲ့စိတ်ကနေဒေါသဘက်ကိုပြောင်းသွားတယ်လောကမှာပြောတယ်နိအချစ်ချင်းအမျက်ကြီးတယ်ဆိုတာလောဘရဲ့နောက်မှာဒေါသပါလာတယ်မင်းသားကိုမြူဆယ်လို့မရဖျားယောင်းလို့မရဖိတ်ခေါ်လို့မရတော့ဒေါသဖြစ်တယ်အဲငါအကြောင်းသိစေရမယ်ပေါ့ဘာနဲ့အတူအိတ်မလားမအိတ်ဘူးလားမအိတ်ငါအကြောင်းသိစေရမယ်မင်းသားကလည်းကမတက်နိုင်ဘူး အမေသူမိတ်ဆက်စားတာကတော့မလွန်ကျူးနိုင်ဘူးတိုက်တယ်လို့သာလှုပ်ဆိုပြီးတော့အခန်းထဲကထပြန်ခဲ့အဲ့တော့မိဖုရားကမာယာ၃ရတယ်နော်လှည့်ဖျားပြီးတော့မာယာ၃တယ်သူ့ရဲ့လက်သေးတွေနဲ့ခန္ဓာကိုယ်ကိုကုတ်ဖဲ့ပြီးတော့အဝိဇ္ဇာတွေကိုဖျဲအဲ့တော့ဘယင်းကြီးကအောင်ပွဲခံလို့နန်းတော်ကိုရောက်လာတဲ့အခါမှာမိဖုရားကမတွေ့ဘူး မေးကြည့်တဲ့အခါကျတော့မိဖုရားကြီးနေမကောင်းဘူးအိတ်ခမ်းထဲမှာလဲနေတယ်လို့သတင်းကြတော့ချက်ချင်းပဲဘယင်ကြီးကသူ့ကိုမိဖုရားကြိုဆိုမယ်လို့ထင်ခဲ့တာမိဖုရားကနေမကောင်းဆိုတော့စိတ်ပူပြီးတော့ချက်ချင်းပဲအခမ်းထဲလိုက်သွားတယ်ပြမိဖုရားကဘယင်လဲမြင်ရောငိုးယိုပြီးတော့ဘယင်ကြီးကိုပြေးဖက်ပြီးတော့ဟောဒီမှာဒံယာတွေဆိုပြီးတော့ဒံယာတွေကိုပြမင်းသားကသူ့အလိုမပါဘဲနဲ့အတင်းအဓမ္မပြုကျင့်တဲ့အကြောင်းအဝိဇ္ဇာတွေပြဲနေတာတွေ ်ခုတ်ဖယ်ထားတဲ့အရာတွေကိုပြဘယင်းကြီးကလည်းစစ်တိုက်လို့ပြန်လာလာဆိုတော့အမောမပြေသေးဘူးပြဿနာနဲ့ကြုံရပြီဆိုတော့မစင်းစားနိုင်တော့ဘူးဒေါသတွေဖြစ်တာသူ့မိမကိုထိရခေါင်းလားဆိုပြီးတော့သူ့ရဲ့သားရင်ခောက်ခောက်ဖြစ်တဲ့မင်းသားကိုတည်တံချမှတ်လိုက်အဲ့တော့မင်းသားကအလွန်မေတ္တာကရုဏာကြီးတဲ့ပုဂ္ဂိုလ်ဆိုတော့တိုင်းသူပြည်သားတွေရဲ့ချစ်မှုကိုခံရတယ် ဲ့တော့အကယ်၍မင်းသားကိုတည်တံပေးတဲ့အခါမှာတိုင်းသူပြည်သားတွေကဝင်ပြီးတော့လူကြမှာတည်ကြတယ်တိုင်းသူပြည်သားတွေကလက်ခံမှာမဟုတ်ဘူးဒီမင်းသားဒီမေတ္တာကရုဏာတိတ်ကြည့်တယ်တော့ဘယင်းဟာမိမကြောင့်အမှန်တရားကိုမမြင်ဘူးစူးစမ်းစဉ်းကျင်မှုတွေမလုပ်တော့ဘူးတကယ်ဆိုရင်စစ်ဆေးသင့်တယ်ပေါ့မိဖုရားပြောတယ်လို့တကယ်ဟုတ်လားမဟုတ်လားစဉ်းစားသင့်တယ်ပေါ့အခုကစဉ်းစားနိုင်တဲ့ဆွမ်းအားလည်းမရှိတော့ဘူးဒေါသတွေလွှမ်းမိုးသွားတဲ့အခါမှာအကြောင်းအကျိုးကိုမစဉ်းစားနိုင်တော့ဘူး မစိုးစမ်းမစင်ချင်ဘဲနဲ့ချက်ချင်းကိုအမိန့်ချတာသိတယ်။နောက်တိုင်းသူမိသားတွေကလာပြီးလူမာဆိုလို့သူကိုယ်တိုင်ပဲနော်လိုက်ပါပြီးတော့သေတံပေးတယ်။ချစ်ခင်တော့ကသေတံကတောင်ပေါ်ကနေတွန့်ချတာ။ခြောက်ထဲကိုတွန့်ချတာ။အဲ့တော့ဘယင်ကိုယ်တိုင်ပဲဦးစီးပြီးတော့အဲ့ဘုရားလောင်းမင်းသားကိုတောင်ပေါ်ကနေတွန့်ချတာ။တခြားသူတွေဆိုလို့ရှိရင်ဘယင်ကိုယ်တိုင်တတ်စရာမလိုဘူး။ အာနာပကောသားတွေကိုအလိုက်ရုံပဲအခုကဘုရားနှောင်းကမေတ္တာကရုဏာတိတ်ကြည်တဲ့သူတော်ကောင်းဆိုတော့တိုင်းသူပြည်သားတွေရဲ့အချစ်တော်ဖြစ်နေတယ်တိုင်းသူပြည်သားတွေရဲ့အချစ်တော်ဆိုတော့တိုင်းသူပြည်သားတွေကလာလူမှာညသူကိုယ်တိုင်ပဲဦးစီးပြီးတော့ဘုရားနှောင်းကိုတောင်ထိတ်ကနေတွန့်ချလိုက်တယ်အဲ့တော့ဘုရားနှောင်းကမေတ္တာကရုဏာတိတ်ကြည်တဲ့သူတော်ကောင်းဖြစ်တဲ့အတွက်ကြောင့်တောင်ဆောင်နဲ့ကကဲတင်ထားလိုက်တယ်ဘုရားနှောင်းမသိဘူးတောင်ဆောင်နောက်ကဲနောက်ဆောင်နဲ့ကကဲတင်ထားလိုက်တယ် ဆိုတော့နောက်ကျမှငကားမင်းကနေပြီးတော့ဘုရားလောင်းကိုငကားပြီခေါ်သွားတယ်။အဲငကားပြီမှာတနစ်လောင်းနေပြီးမှလူပြီကိုပြန်ပို့ဘုရားလောင်းကတံမင်းကနေဖြစ်ပြီးတော့နန်းတော်မှာမနေလိုဘူးလူတွေနဲ့လည်းမတွေ့လိုဘူးဆိုပြီးတော့တောထဲမှာရသေးဝတ်ပြီးနေတယ်။တနစ်အဲ့ဒီမှာနန်းတော်ကမျိုးတော်ကနေမုံစိုးကြီးတူကတောလေရင်နဲ့ဘုရားလောင်းရသေးကိုတွေ့တော့အကျိုးအကြောင်းနားလည်သွားတယ်။ဒီကိစ္စမှာဘုရားလောင်းအပြစ်မရှိဘူးမိဖုရားကြီးရဲ့ လီဇန်မှုတွေပဲလိန်ညာမှုတွေပဲဆိုတာနားလည်ပြီးတော့ဘယင်ကိုအကျိုးကြောင့်သွားပြောတော့အဲ့ဒီမှာဘယင်ကြီးလဲစိတ်တွေကပြေသွားပြီးစဉ်းစားနိုင်တဲ့ဉာဏ်ကြီးရှိလာပြီဆိုတော့အော်သူ့အမကိုသူမြင်သွားတယ်ဒါမိဖုရားကြီးရဲ့အဖြစ်ပဲဆိုတာကိုသိသွားတယ်အဲ့တော့ဒေါသတွေထွက်ပြီးတော့တခါသူ့ကိုလိန်ညာတဲ့မိဖုရားကြီးကိုပါတေတံပေးတောင်ပေါ်ကနေတွန်းချလိုက်တယ်ဝတ်လိုက်တာနော်ချက်ချင်းကိုဝတ်လိုက်တာ နောက်ဘဝထိမကူဘူးပေါ့အကုသို့အတော့အားကြည့်ရင်နောက်ဘဝထိမကူဘူးချက်ချင်းဝတ်လိုက်တယ်ဆိုတော့ဒီဖြစ်စဉ်မှာသတိပြုကြည့်ပါနော်လောဘတမားနဲ့အလောဘတမားဒေါသတမားနဲ့အဒေါသတမားဒီဖြစ်စဉ်မှာသတိထားကြည့်ပါအလွန်ကွာဟနေပါတယ်နော်မိဖုရားကဖယားနှောင်းကိုတန်တန်ဆွဲတက်မှတ်နေတဲ့လောဘတွေဖြစ်နေတယ်လောဘဖြစ်တော့ငါမိဖုရားဆိုတဲ့အင်ဂျီတွေတော့မဆန်နိုင်တော့ပဲနဲ့ ဖះလောင်းကိုနော်သူ့ကတိပေါ်တက်ဖို့ဖိတ်ခေါ်တယ်ဘလောက်ချက်စရာကောင်းလဲလောဘနော်လောဘဖြစ်ပြီဆိုရင်အင်ဂျီရီမဆန်နိုင်တော့ဘူးဟောဖះလောင်းကကြတော့အလောဘသမားလက်မခံမိမိယားကလောဘသမားဖះလောင်းမင်းသားကအလောဘသမားအကိလောဘသမာနာဖြစ်ခဲ့မှာဆိုနှစ်ခါခေါ်နေကြတော့မလို့လေကမေတ္တမိစ္ဆာစာရကံကိုအလွယ်တကူလွန်ကျိုးမိမှာပဲ ဘုရားနှုတ်ကအလောဘသမားဖြစ်တဲ့အကြောင်းနော်အတိညာဉ်နဲ့ထိမ့်နေဒါမလွန်ကျူးကောင်းတဲ့အရာမဖြစ်တဲ့အရာဆိုတာဉာဏ်နဲ့ထိမ့်နေပေါ့အဲ့တော့ဘုရားနှုတ်ကအလောဘသမားအလိုမရှိဘူးဒီကမဂုဏ်ကအလိုမရှိဘူးတခါမိဘကဘုရားနှုတ်ကိုလောဘနဲ့ဖျားယောင်လို့မရခေါ်လို့မရတဲ့အခါမှာဒေါသဖြစ်လာတယ်ဘယင်ကြီးလည်းဒေါသဖြစ်တယ်သူမိမမိဘကို ထိရကောင်းလားဆိုတော့မဆူစင်းမဆူစမ်းမစင်ချင်မနဲ့ဒေါသဖြစ်တယ်တကယ်လည်းမဟုတ်ပဲနဲ့စိတ်ကူးရင်ပြီးဒေါသဖြစ်တာပဲအဲ့တော့ဘုရားလောင်းကကြတော့အဒေါသတမမိဖုရားပေါ်မှာလည်းစိတ်မဆူဘူးဘယင်ပေါ်မှာလည်းစိတ်မဆူဘူးမေတ္တာနဲ့ပဲကျင့်သုံးတယ်နော်သူတီလာကိုအထီမခံဘူးအပြတ်မခံဘူးအဲ့တော့ဘယင်နဲ့မိဖုရားကဒေါသတမဘုရားလောင်းကအဒေါသတမဒေါသဖြစ်လို့ မိဖုရားကလိန်ညာပြီးတော့ပြစ်ဒဏ်ပေးဖို့ကြိုးစားတယ်။ဘယင်ကလည်းဒေါသနဲ့မစိုးစားမစင်ကြပဲပြစ်ဒဏ်ပေးတယ်။ကြည့်နော်ဖြစ်စဉ်မှာအတော်ကွာဟနေတယ်။လောဘတမားရဲ့ဖြစ်စဉ်နဲ့ဒေါသတမားရဲ့ဖြစ်စဉ်။လောဘတမားရဲ့အပြောအဆိုအမူအရာဒေါသတမားရဲ့အပြောအဆိုအမူအရာအလောဘအဒေါသတမားရဲ့အပြောအဆိုအမူအရာကွာဟနေတယ်။လောဘဒေါသတမားတွေရဲ့အပြောအဆိုအမူအရာတွေကပူလောင်နေပြီးတော့အလောဘအဒေါသတမားတွေကကြတော့အေးချမ်းနေတာသတိထားကြည့်ပါဦး။နောက်ဆုံး ဘုရားလောင်းကငိမ့်ချတဲ့ဘဝကိုရောက်သွားတယ်ရသေးဘဝရောက်သွားတယ်သူတော်စင်ဘဝကိုရောက်သွားတယ်ဟိုမျိုးသမီးကမိဖုရားကပြစ္ဆောပန်ဘဝမှာလည်းဘင်ကြီးရဲ့ပြန်လဲတပ်ဖြတ်မှုကိုခံရတယ်တေးတဲ့ခါမှာလည်းငရဲရပါတယ်အေးအဲ့တော့ဦးဇင်းတို့လောဘတမဒေါသတမနဲ့အလောဘအဒေါသတမဟာသုံးနဲ့လေးလိုပဲလုံးဝဆန့်ကျင်ပဲအပူနဲ့အေးတော့မီးနဲ့ရေလိုပဲကွာနေတယ်ပေါ့။ဘာကြောင့်ဦးဇင်းတို့တက္ကရာကမတို့ ကိုကကိုမေးခွန်းထုတ်ရတော့မယ်တို့တွေဟာလောဘတမလားအလောဘတမလားတို့တွေဟာဒေါသတမလားအဒေါသတမလားကိုကကိုမေးခွန်းထုတ်လောဘတမဖြစ်နေမယ်ဒေါသတမဖြစ်နေမယ်ဆိုသိချက်ဖို့ကောင်းတယ်ကိုကကိုတော့မမြင်ဘူးပေါ့နော်လောဘဖြစ်နေရတာဒေါသဖြစ်နေရတာကိုချက်စရာလို့ကိုကကိုတော့မသိဘူးတမဘေးကပဝန်းကျင်ကမြင်တော့ချက်စရာကောင်းမယ်နော်သူတို့ကောင်းတွေကသိတယ်ဒေါသတမတွေလောဘတမတွေကိုကြည့်ပြီးသူတို့ကောင်းတွေကဆက်ဆုပ်တယ်ယုံချတယ်ဆို ချက်စရာလို့မြင်တယ်။အဲ့တော့အခုလို့ဘုရားသာသနာနဲ့ကြုံခိုက်မှာဘုရားရဲ့အဆုံးအမတွေနဲ့ထိတွေ့ခွင့်ရတဲ့အခိုက်မှာမိမိတို့ရဲ့လောဘဒေါသတွေကိုအမြဲဆုံးပြုပြင်ပြောင်းလဲဖို့လိုတယ်။လောဘကနေအလောဘပြောင်းတင်တယ်။ဒေါသကနေအဒေါသကိုပြောင်းတင်တယ်။အဲအခုလို့သာသနာနဲ့ကြုံခိုက်အဆုံးအမတွေရခိုက်မှာမပြုပြင်ကြဘူးဆိုရင်နောက်နောက်ဘဝတွေမှာပြုပြင်ဖို့အခွင့်အလမ်းဆိုတာရဖို့မလွယ်ဘူးပေါ့။ဒါကြောင့်ဒီနေ့အလို့ရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံး မိမိတို့တန်တမာရှိတဲ့လောဘဒေါသတွေကိုတတ်နိုင်သမျှဖယ်ရှားပြီးတော့အလောဘအဒေါသတွေအစားထိုးပြီးတော့ဘုရားအဆုံးအမတော်အတိုင်းလောကအကျိုးသာသနာအကျိုးကိုတည်ပိုးနိုင်တဲ့မျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်အောင်ကိုယ်စီကိုယ်စီကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း